တနေ့လာနေမွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်ဒီဇင်ဘာလ10ရက်နေ့နေ့9ရက်နေ့တော်တွေမှာမိကောင်းဆွေကောင်းထောက်ကူရမယ်စုပေါင်းလုပ်ငန်းအကျိုးပေးမယ်စမ်းဖွဲ့မယ်အမျိုးသမီးကြီးကဲသူထံကကောင်းသောကောင်းထောက်ကူကူညီကောင်းကိုရရှိမယ်အမေဖွားတော်တို့ထံမှလည်းကောင်းသောတည်စကားကိုရရှိမယ် အရဝေးရအဆက်အသွယ်တွေပြန်ပွင့်မယ်ပြိုရသူတွေစမ်းပွင့်မယ်စုပေါင်းလုပ်ငန်းအကျိုးပေးမယ်မိသားစုလုပ်ငန်းစီးပွားနဲ့ပတ်သက်တဲ့ကိစ္စတွေဆောင်ရွက်မှုတွေမှာအောင်မြင်ခြင်းကိုကြောင်းမယ်ဘေးဒီမေးခြင်းတဲ့အကြောင်းတွေပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေလာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ် ကြောင်စာစာနေဖို့ application ကိုယုံကြည်စွာ သုံးချနိုင်ကြောင်းပြပြပါတယ်တရက်နေ့ကတော့ထူးထူးခြားခြားကောင်းတဲ့ရက်ဖြစ်တယ်အရာရာဆင်ပြေသောကံပေါ်မယ်နှစ်ရက်နေ့မှာအပြောင်းလဲသစ်တွေနဲ့ပတ်သက်တာကြုံမယ်ငွေကြေးကိစ္စတတိထားဆောင်ရမယ်သုံးရက်နေ့မှာတော့လက်ပွင့်ခြင်းကံပွင့်ခြင်းလိုရာပြည့်စုံခြင်းရှိလေးရက်နေ့မှာအသေးစားထိကဲမှုကယူဆရမယ်ရန်တိုက်ခံကယူဆရမယ်၅ရက်နေ့မှာ လူယုံဒုက္ခပေးတတ်တယ်။နောက်အရေးပါတဲ့ဆုံးဖြတ်ချက်ကိုချမှတ်ရမှာဖြစ်ပါတယ်။6ရက်နေ့မှာအမြင့်မှလဲတတ်တယ်၊ကြတတ်တယ်၊လှေကားတက်စင်နေတည်တာလဲပြိုခြင်းနဲ့ဂယုဆိုင် မတော်တဆနေကိုအထူးပြုပြီးဂယုဆိုင်ရမယ်။အထူးဖြင့်နောက်ရက်ကုန်ဒီသွားစံနေရှိတတ်တယ်။နေခင်တဏ္ဍာန်ခွဲနဲ့သုံးနိုင်ကြအရာရာသတိရှိရမယ်။9ရက်နေ့မှာ ထူးခြားတဲ့ပြောင်းလဲမှုနဲ့တိုးတက်မှုတွေရှိမယ်ငွေကြေးကိစ္စလုပ်ငန်းကိစ္စတွေမှာတော့ပြောဆိုဆောင်ရွက်မှုအောင်မြင်နိုင်လင့်ကစားအဲ့ဒီမှာရေရနေရေရနေသတိထားရမယ်အသွာလာကူးဆမ်းမယ်မြောက်ရက်ကုတ်တီသွားစရာနေရှိတဲ့တယ်မနဲ့စနေခွဲနဲ့စရနိုင်ကြအနေထိုင်သွားလာထူးပြူပြီးကူးဆမ်းရမှာဖြစ်ပါတယ်ဒီကာလအတွင်းမှာတနင်္လာနေ့တောက်ချာနေ့အင်္ဂါနေ့ဝေးသူတွေကောက်ကျိုးပေးပြီးတော့စနေနေ့ဇာတာပတိနေ့ဝေးသူတွေဒုက္ခပေးတတ်တယ် 369ကနိုင်နေချိုးပြီးတယ်အပြာရောင်ပန်းရောင်ဒီရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများစောင့်ရနေပါလေဒီလပြည့်နေ့နတော်လပြည့်နေ့ဒီဇင်ဘာ၄ရက်နေ့ကြာသပတင်းနေ့နဲ့တိုက်ဆိုင်နေအဲ့ဒီမှာလင်မန်းတစ်ချက်တည်းမှာလက်ဖက်အသားကြီးပဲလက်ဖက်ကို၄ပုံ ပုံပြီးတော့ဘုရားကလှလက်ပွင့်မဲ့လမ်းပိတ်နေတာကိုပြန်ပွင့်ပြီးတော့ 罗亚边上，你看，就么？个亚细巴里面接受点嘛。